ားပါခြင်းအောက်တိုဘာလ19ရက်နေ့အတွက်တန်လွင်ထိုင်းမြေနေ့လယ်ခဲနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါတန်လွင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကျမယွန်ကြည့်ပြပါရှင်ဒီကနေ့နေ့လယ်ပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မြောက်ဒီဝေါ်လီလမ်းမိုင်းမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းနဲ့ အာနာသိန်းကာလာတွင်ဖွဲ့စည်းပုံပြင်ဆင်မှုသဘောတူညီမှုရရှိခဲ့တယ်လို့စေကောင်းဆောင်ပြောလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ရုရှားတိုက်ခိုက်မှုကြောင့်ယူကရိန်းမှာနိုင်ငံတော်ဝန်လျှက်စစ်တပ်အားပြတ်တောက်ခဲ့တဲ့တဲ့ကာဇာမှာကုဆတ်နိုင်တဲ့ယောဂါတွေထိန်းချုပ်မရအောင်ပြန့်နှံ့နေတယ်လို့ WHO သတိပေးလိုက်တဲ့သတင်းတွေနဲ့အတူ ကျွမ်းရင်အဆောက်အဦတွေကိုကာကွယ်ရေးလေချောင်းရံကာကွယ်ရေးစနစ်တွေပုံမှုပေးပို့ဖို့ယူကရိန်းကအနောက်တိုင်းမဟာမိတ်တွေကိုထပ်မံတောင်းဆိုထားပါတယ်။ကရင်ပြည်နယ်မြောက်ဒီမြို့နယ်မြောက်ဒီဝော်လီလမ်းမိုင်းအင်ဂျင်မြန်ရွာနဲ့မင်းလက်ပံရွာကြားမှာစစ်ကြောင်းထိုးလာနေတဲ့စစ်ကောင်မရှင်တပ်စစ်ကြောင်းနဲ့ KNL ပူးပေါင်းတပ်တို့ကြား ိုက်ပွဲတွေပြင်းထန်နေတယ်လို့လက်မြေခံတဲ့အရင်းမြစ်တွေစီကနေသိရပါဗျ။မြောက်ဒီဝေါ်လီလမ်းမိုင်းကိုပြန်လည်ဆိုးမှုထိန်းချုပ်နိုင်မှုအတွက်စစ်ကောင်ရှင်တက်စစ်ကြောင်းဟာကရင်နယ်ကြားဆောင်တက် BGF အကူအညီပေးမှုနဲ့စစ်ကြောင်းထိုးလာခဲ့ရာအောက်တိုဘာလ15ရက်နေ့မနက်ပိုင်းကအင်ဂျင်မြန်ရွာထဲကိုအင်အားအများပြားနဲ့တက်ဆွဲနေရာယူခဲ့တာပါ။စစ်ကောင်ရှင်တက်စစ်ကြောင်းဟာအင်ဂျင်မြန်ရွာကနေတဆင်မင်းလက်ပံရွာဘက်ကိုဦးတည်ပြီးစစ်ကြောင်းဆက်ထိုးလာခဲ့ရာ အင်ဂျင်မြိုင်နဲ့မဲလက်ပံရွာကြမှာ KNL တော်လန်ရေးအင်အားစုတွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအောက်တိုဘာလ16ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်ခဲ့တယ်လို့ဒေသခံတအူးကပြောဆိုပါရရှင်။စစ်ကောင်ရှင်တပ်ကမြောက်တီဝေါ်လီလမ်းမိုင်းကိုပြန်လည်ဆိုးမိုးနိုင်မှုအတွက်ထိုးစစ်ဆင်နေစဉ်အတွင်းအဲ့ဒီလမ်းမိုင်းကိုလည်းအောက်တိုဘာလ15ရက်နေ့ကပိတ်ထားလိုက်ပြီးအနီးနားတစ်ဝိုက်မှာသွာလာနေသူတွေကိုစစ်ဆေးမေးမြန်းတာတွေရှိနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ အောက်တိုဘာလ16ရက်နေ့ကဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွင်ထိုင်းနိုင်ငံဗတ်ချန်းကိုကြည်စံတချို့ကြားရောက်ပောက်ကွဲခဲ့ပြီးအဆောင်အဦးအနည်းငယ်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ထိုင်းဗတ်ချန်းကသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်ရှင်တပ်ဟာမြောက်ဒီမြို့တောင်ဘက်ချမ်းမှာရှိတဲ့လေကိတ်ကောင်မြို့တဲကိုစစ်ကြောင်ထိုးနေတယ်လို့မြောက်ဒီဝော်လီလမ်းမိုင်းမှာလည်းစစ်ကြောင်ထိုးနေတဲ့အတွက်လေကိတ်ကောင်အပါအဝင်ကျေးရွာရှစ်ရွာထပ်မင်းကတိသားခန့်တွေဟာပေးလို့ရနေရာတွေကို ထွက်ပြေးတင်းရှောင်နေရပါတယ်ရှင် အာနာသိန်းကာလအတွင်း2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲက43ချက်ကိုပြင်ဆင်မှုအတွက်သဘောတူညီမှုရရှိထားတယ်လို့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်းစနေပြည့်အခမ်းအနားမှာပြောဆိုခဲ့ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်ညှိနှိုင်းရေးကော်မတီ NSPNC အနေနဲ့ NCA ရေးထိုးထားတဲ့တိုင်းသားလက်နက်ကိုင်ခုနှစ်ဖွဲ့ NCA မရေးထိုးထားတဲ့တိုင်းသားလက်နက်ကိုင်သုံးဖွဲ့အပါအဝင်နိုင်ငံရေးပါတီတွေနဲ့အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရလို့ပြောဆိုပါရယ်ဒီလိုဆွေးနွေးရမှာမြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီစနစ်ခိုင်မာလာစေဖို့အတွက်ပူးပေါင်းအကောင်အထည်ဖော်ရည် တိုင်းသာပြည်သူတရက်လုံးရဲ့လူလားချက်ပန်းနိုင်ဖြစ်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ဖို့ပါ။ဒါအပြင်ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ရေးနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကနေအချက်43ချက်ကိုပြင်ဆင်နိုင်ရေးသဘောတူညီခဲ့ကြတယ်လို့စစ်ကောင်းဆောင်ကပြောပါရရှင်။ ဒါပေမဲ့ပြင်ဆင်မဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ53ချက်ရဲ့သက်ဆိုင်ရာပုံမာရီအလိုက် အကြောင်းအရာအသေးစိတ်ကိုတော့ထည့်မပြောသွားခဲ့ပါဘူးဆရာနာသိမ်းပြီးတနှစ်ကျော်ကြာ2022ခုနှစ်ဧပြီနှောင်းပိုင်းမှာစစ်ကောင်းဆောင်ကငင်းချမ်းရေးဆွေးနွေးဖို့အတွက်စတင်ကမ်းလှမ်းလာခဲ့ပါတယ်အဲ့ဒီကနေစစ်တပ်အရာရှိတွေနဲ့ဖွဲ့စည်းခဲ့တဲ့ NSPNC ကဦးဆောင်က အပြည့်ရထို EAO ခုနှစ်ဖွဲ့နဲ့မထိုးထားတဲ့ EAO သုံးဖွဲ့တို့လက်ရှိအချိန်ထိဆွေးနွေးတွေ့ဆုံမှုတွေရှိနေခဲ့တာပါ။ဒါအပြင် NSPNC နဲ့အာဏာသိမ်းမှုအတွင်းပြန်လည်ဖွဲ့စည်းခဲ့တဲ့ပြည်ထောင်စုငင်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီအများစုအဖွဲ့တို့ကလည်း2022ခုနှစ်ဧပြီလ6ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်2.6တက်ကိုပြင်ဆင်ဖို့အတွက်သဘောတူညီမှုရရှိခဲ့ပါတယ်။ ပုံမှန်26တဲ့ဟာနိုင်ငံတော်သမ္မတကတိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွေကိုခန့်အပ်တောင်းဝန်ပေးရမှာတိုင်းဒါမှမဟုတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေထဲကသတ်မှတ်အရေးချင်းနဲ့ပြည်စုံနဲ့တင့်လျော်တဲ့သူတို့ကိုရွေးချယ်ရမယ်လို့ပြဋ္ဌာန်းထားတာပါအဲ့ဒီအချက်ကိုပြင်ဆင်ဖို့သဘောတူထားတဲ့အတွက် လာမယ့်အထွေထွေရွေးကောက်ပွဲမှာပေါ်လာမယ့်လွှတ်တော်ကနေအတီးပြုတ်နိုင်ရင်ဥပဒေဖြစ်သွားမယ်လို့အဲ့ဒီတုန်းကနိုင်ငံရေးပါတီအများစုအဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့သူစိုင်းအိုက်ပေါင်းကတလင်ထိုင်းကိုပြောခဲ့ပါတယ်ရှင်။နိုင်ငံရေးဥဆောင်မှုအခမ်းအကဏ္ဍမှာတော့တက်မတော်ကအမြဲဥဆောင်နေရမယ်ဆိုတဲ့နေရာမှာအတိုင်းအတာတစ်ခုထိဥဆောင်မှုရှိရမယ်ဆိုတဲ့အချက်ကိုစစ်တပ်ဘက်ကအချုပ်အခြာအာဏာတည်မြဲရေးဆိုတဲ့အချက်၃ချက်ပေါ်မှာအခြေခံပြီးတော့တုံ့ပြန်ထားတယ်လို့ဆိုပါတယ်။ စေကောင်းဆောင်ကတော့ပြင်ဆင်မှုသဘောတူညီချက်တွေကိုမကြာမီပေါ်ပေါက်လာတော့မဲ့လွတ်တော်ကို တင်ပြပြီးအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွေနဲ့အညီဆက်လက်ဆောင်ရွက်သွားရမယ်လို့ NCA အခမ်းအနားမှာပြောထားတာပါအလားတူ2019 2018နဲ့2020ပြည့်နှစ်မှာသဘောတူညီခဲ့တယ်ပြည်ထောင်စုသဘောတူညီချက်အစိပ်ပိုင်းတဲနှစ်နဲ့

အပူချိန်ရောကျနေတဲ့အချိန်ရုရှားကယူကရိန်းစွန်းအင်ကွန်ရက်ကိုအချိန်ညှင်းတိုက်ခိုက်နေရာကြောင့်အောက်တိုဘာ16ရက်ကနိုင်ငံတော်ဝန်နှစ်ရက်စတိုက်လျှက်စစ်တပ်အားပြတ်တောက်မှုတွေပြုလုပ်ခဲ့ရတယ်လို့ယူကရိန်းလျှက်စစ်တပ်အားပေးရေးလုပ်ငန်းကပြောလိုက်ပါတယ်။ယူကရိန်းအရှိပိုင်းရှိတဘာဝတံငွေအဆောက်အဦတွေကိုရုရှားကတိုက်ခိုက်မှုကြောင့်ကျယ်ပြန့်တဲ့အနှောက်အယှက်ဖြစ်မှုတွေရှိခဲ့ပါတယ်။ရုရှားဆောင်းရာသီမှာမိမိတို့ရဲ့စွမ်းအင်အဆောက်အဦတွေကိုကြီးမားတဲ့အတိုင်းအတာနဲ့တိုက်ခိုက်မှုတွေပြုလုပ်နေရလို့ယူကရိန်းကပြောပါတယ်။ ဆောင်းရာသီမှာယူကရိန်းပြည်သူတွေဟာအပူချိန်ရောကျလွန်လာကြအပူပိစက်တွေဖွင့်ဖို့လျှက်စစ်တပ်အားမဖြစ်မနေလိုအပ်နေပါတယ်။စွန့်ရင်စနစ်အတွက်စိန်ခေါ်မှုတွေရှိနေတာကြောင့်ယူကရိန်းနိုင်ငံတဝန်းဒေသအားလုံးမှာဓာတ်အားပြတောက်မှုတွေပြုလုပ်ခဲ့ရတယ်လို့အစိုးရလျှက်စစ်တပ်အားပေးရေးလုပ်ငန်းယူကရိန်းနာကိုကပြောထားတာပါ။ ပြည်သူတွေအနေနဲ့လျှက်စစ်တပ်အားလျှော့သုံးကြဖို့ယူကရိန်းအာဏာပိုင်တွေကစော်ဩထားပြီးအခုလိုလျှက်စစ်တပ်အားပြတောက်မှုတွေဟာအားလုံးအချိုးကျရရှိအောင်ဆောင်ရွက်မှုဖြစ်တယ်လို့သိရပါတယ်။ကာဖကီဒေတာတစ်ခုလုံးလျှက်စစ်တပ်အားပြတောက်နေပြီးရေးဆိုင်တွေအနေနဲ့မီးစက်တွေနဲ့ဆိုင်းဆက်ဖွင့်နေရတယ်လို့ဆိုပါတယ်။ Nafto Gas လုပ်ငန်း CEO Saji Koreski ကဒေတာများစွာမှာထိခိုက်ပျက်စီးမှုတွေရှိနေတာကြောင့်အဓိက စွမ်းအင်ပေးဆက်ယုံတွေမှာလုပ်ငန်းလေပတ်မှုတွေရပ်ဆိုင်းထားရတယ်လို့ပြောပါတယ်။ ရုရှားကအော်တိုဘာလ15ရက်ညပိုင်းမှာ drone အစင်းကြီး320ဒုံးကြီး38စင်းနဲ့တိုက်ခိုက်ခဲ့ပြီး drone 283စင်းနဲ့ဒုံးကြီး5စင်းကိုကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ Ukraine လေတပ်ကပြောထားပါတယ်။ အခုနှစ်ဆောင်ရည်မှာရုရှားကမိမိတို့ရဲ့စွမ်းအင်အဆောက်အဦတွေကိုနေစဉ်နေ့တိုင်းတိုက်ခိုက်နေရလို့ ယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီကပြောပါတယ်။ယူကရိန်းရဲ့ဂတ်စ်ထုတ်လုပ်မှု60ရာခိုင်နှုန်းရပ်တန့်သွားပြီးဒေသခံထောင်ပေါင်းများစွာဟာလျှက်စစ်တပ်အားမရှိဘဲနေထိုင်နေကြရတယ်လို့မီဒီယာတွေကဖော်ပြထားပါတယ်။ ယူကရိန်းကလည်းလက်စားပြန်ချေတဲ့အနေနဲ့ရုရှားရေနံသန့်စင်စက်ရုံတွေနဲ့ပို့ဆောင်ရေးစုရက်တွေကိုဒရုန်းတွေနဲ့အရှိန်မြင့်တိုက်ခိုက်နေပါတယ်။ခါဆွန်ဒေတာရှိရုရှားတင်းမြောက်ထားတဲ့အစိုးရအဖွဲ့ကယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့်လူပေါင်းသသိန်းကျော်နေပါတဲ့အပြတ်တောက်နေရလို့ပြောပါတယ်။ ယူကရိန်းစွန့်ရင်အစာအုပ်တွေကိုတိုက်ခိုင်းမှုကြောင့်ရုရှားစစ်ဘက်ဆိုင်ရာအကြီးအကဲအရာရှိနှစ်ဦးကိုနိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကပြီးခဲ့တဲ့နှစ်အတွင်းဖမ်းဝရမ်းထုတ်ခဲ့ပြီးအရက်သားအများအပြားကိုထိခိုက်ရှိခဲ့တဲ့အတွက်အဲ့ဒီတိုက်ခိုင်းမှုတွေဟာဆေးရုံဝတ်မှုမြောက်တယ်လို့ပြောဆိုခဲ့ပါတယ်။ဆောင်းရသည်ဝင်လာချိန်မှာအရေးကြီးတဲ့စွန့်ရင်အစာအုပ်တွေကိုကာကွယ်ရေးလေချောင်းရံကာကွယ်ရေးစနစ်တွေပုံမှုပေးပို့ဖို့ယူကရိန်းကအနောက်တိုင်းမဟာမိတ်တွေကိုထပ်မံတောင်းဆိုထားပါတယ်။ ဂါဇာမှာကူးစက်နိုင်တဲ့ရောဂါတွေထိန်းချုပ်မရအောင်ပြန့်နှံ့နေတယ်လို့ WHO သတိပေးလိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါရှင်။ဂါဇာမှာကူးစက်နိုင်တဲ့ရောဂါတွေထိန်းချုပ်မရအောင်ပြန့်နှံ့နေပြီးပါလက်စတိုင်းနယ်နိမိတ်ထဲမှာရှိတဲ့ဆေးရုံ36ခုထဲက73ခုမှာဒစီတစ်ပိုင်းပဲလက်ပတ်နိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကသတိပေးလိုက်ပါတယ်။အောက်နောက်အမီးပါးရောင်ယောဂါ၊ဝမ်ပြက်ဝမ်ရှော့ယောဂါ၊အသက်ရှူလမ်းကြောင်းယောဂါတွေဖြစ်ပွားမှုအများကြီးနေပြီး မိမိတို့အတွက်ဆောင်ရွက်စရာအရာမှအလုပ်ကြီးတစ်ခုရှိနေတယ်လို့ကုလသမဂ္ဂကျန်းမာရေးဖွဲ့စည်း WHO ရဲ့ဒေတာဆိုင်ရာညွှန်ကြားရေးမှူးဟာနန်ဘော့ခီကကိုင်ရိုမြို့မှာပြောပါတယ်စစ်ပွဲနှစ်နှစ်ကြာဖြစ်ပွားပြီးတဲ့နောက်အစ္စရေးနဲ့ဟားမတ်စ်အကြားအပြစ်ခံရဆဲလိုက်ပြီးဖြစ်တဲ့အတွက်နောက်ဆုံးမှာ ဂါဇာမှာရှိတဲ့ပါလက်စတိုင်းသားများထံအသက်ကယ်ဆယ်ရေးနဲ့ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့တွေရောက်ရှိလာနိုင်တော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေမြင့်တက်လာပေမဲ့စင်ခေါ်မှုတွေကစိတ်ကူးကြည့်လို့တော့မရဘူးလို့ WHO ညွှန်ကြားရေးမှူးဟာနန်ဘော်ခီကပြောပါရီဂါဇာကမ်းမြောင်ဒေသတွေကိုဝင်ရောက်ဖို့လောင်စာတွေစားနပ်ရိက္ခာတွေစေပစ္စည်းကိရိယာတွေစေဝါတွေစေဝန်ထမ်းတွေနဲ့ဆရာဝန်တွေပို့ပြီးလိုအပ်နေပါတယ်လို့ညွှန်ကြားရေးမှူး Mrs. ဘော်ခီကပြောထားပါရီဂါဇာကမ်းမြောင်ဒေသတွေကိုအကူအညီတွေကြီးမားတဲ့အတိုင်းအတာနဲ့ဝေရောက်ခွင့်ပြုရေး နိုင်ငံတကာကောင်းဆောင်တွေတောင်းဆိုထားတဲ့အချိန်သူကလည်းတောင်းဆိုထားပါတယ်။ဂါဇာကမ်းမြောင်ဒေသရဲ့အဓိကမြို့ပြဒေသဖြစ်တဲ့ဂါဇာစီးတီးမှာကျန်းမာရေးအဆအဦးရှိခုရှိပေမဲ့အားလုံးဟာတစ်စိတစ်ပိုင်းလောက်ပဲလည်ပတ်နိုင်တယ်လို့ WHO ရဲ့အချက်လက်တွေမှာဖော်ပြထားပါတယ်။အပြည့်စည်းပဲကြံနေရစ်တဲ့ကျမကြီးအစာအုပ်တွေမှာဆေးဝန်နှန်းတွေပြက်လက်နေပြီးဆေးဝန်နှန်းတွေကိုယ်တိုင်အငတ်ပေးနဲ့ရင်ဆိုင်နေရပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်ဂါဇာမှာလူပေါင်း6800လောက်သေဆုံးခဲ့ရတယ်လို့ဟာမတ်စဖွဲ့ရဲ့ကျမကြီးဌာနကဖော်ပြထားပြီး ဲ့ဒီကိန်းကနန်းတွေဟာယုံကြည်စိတ်ချလို့ရတယ်လို့ WHO ကမှတ်ယူထားပါတယ်။ဂါဇာမှာပျက်စီးသွားတဲ့ဆေးရုံတွေကိုပြန်လည်တည်ဆောက်ဖို့ပြောဆိုနေကြပေမဲ့ပြန်လည်ထူထောင်ရေးကာလမှာဆေးရုံတွေအရေးတကြီးလိုအပ်နေတာကဖြစ်ရှင်းရခက်ခဲတဲ့အခြေအနေဖြစ်တယ်လို့ Mrs. Bokki ကပြောပါတယ်။ဂါဇာမှာကျန်းမာရေးဆောင်ရှောက်မှုစနစ်ပြိုလဲနေပြီဖြစ်တဲ့အတွက်ပြန်လည်တည်ဆောက်ရေးဒေါ်လာဘီလီယံများစွာကုန်ကျမှာဖြစ်တယ်လို့စေစုနှစ်ပေါင်းများစွာကြောင်းအကျိုးပေးရအောင်မှာဖြစ်ပါတယ်။ 2023ခုနှစ်အောက်တိုဘာ9ရက်မှာဟားမက်စ်အဖွဲ့ကအစ္စရေးတို့ဝင်ရောက်တိုက်ခိုက်မှုကြောင့်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းဂါဇာကျမ်းမာရေးစာဦးတွေဟာအကြိမ်ရှိအကြော်တိုက်ခိုက်ခံရတယ်လို့ကုလသမဂ္ဂရဲ့ချက်လက်တွေကဖော်ပြထားပါတယ်။ ဂါဇာကျမ်းမာရေးဆောင်ရှားမှုစနစ်အနည်းငယ်သာကျန်ရှိတော့ပြီးပြီးခဲ့တဲ့နှစ်နှစ်အတွင်းမွေးဖွားခဲ့တဲ့ကလင်းငယ်တွေဟာကာကွယ်ဆေးလုံးဝထိုးနှံခဲ့ရတာမရှိတာဒါမှမဟုတ်အနည်းငယ်ပဲထိုးနှံခဲ့ရတယ်လို့ WHO ကပြောပါတယ်လူပေါင်း4200လောက်ဟာဘဝပြောင်းလဲသွားစေခဲ့တဲ့ထိခိုက်ဒဏ်ရာမှုတွေနဲ့ကြုံတွေ့ခဲ့ရပြီးတော့တိုးတဲကထောက်ဝက်ဟာကလင်းငယ်တွေဖြစ်တယ်လို့ကုလသမဂ္ဂကပြောပါတယ်လူနာတွေအနေနဲ့အနောက်ဘက်ကမ်းခြေဒေသတို့တွားရောက်ဆေးကူတာမှုခံယူခွင့်ရရင် အခြေအနေနိုင်ငံတက်တာလာနိုင်တယ်လို့ Mrs. Pocky ကပြောပြမိ့စစ်ပွဲတစ်လျှောက်ပါလက်စတိုင်းသားတွေကိုအစ္စရေးကဂါဇာဒေသပြင်ပသို့ထွက်ခွင့်တားမြစ်ထားခဲ့တာဖြစ်ပါတယ်ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1919ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1919ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ9359ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2932ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8306ဦးအထိရှိလာပြီဖြစ်ပါတယ်။မော်ဘီနယ်မှာတော့အာနာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ800ကျော်မှာ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကိုကြီးဆောင်ရှောက်ရဲ့အသင်းထံမှရယူဖို့ပြတာဖြစ်ပါတယ်ရှင်။ တောင်လင်ထမ်းမြေနေလည်ခင်နောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါတောင်လင်ထမ်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထမ်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်